အရာရှိတွေနဲ့ဒုဦးစီးနေရာတွေအတွက်ရှောက်လာခေါ်ယူနေတဲ့တဲ့တင်။ဒါလောက်ပြင်းထန်ဝမ်းရောဂါကူးစက်ခံနေရတဲ့တဲ့တင်နဲ့ငါးခိုးဖက်နဲ့ဘင်္ဂလားဒေ့ရှ်ငါးဖန်သမား73ယောက်ကိုအာရခရေပိုင်နဲ့အာရခပြည်သူတော်လှန်ရေးအစိုးရရဲ့ဗဟိုအုပ်ချုပ်ရေးဌာနစိုက်ပျိုးရေးနဲ့မွေးမြူရေးဌာနဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီဗဟိုမြေစင်ရေးဦးစီးဌာနနဲ့ငါးလုပ်ငန်းနဲ့ရေးသရံဇာတ်များစီမံခန့်ခွဲရေးဌာနတွေမှာခေါ်ယူနေတာပါ လစ်လက်နေတဲ့ဦးစီးအရာရှိနဲ့ဒုတိယဦးစီးအရာရှိရာသူနေရာတွေအတွက်ခန့်အပ်နိုင်ဖို့အာရခပြည်သူဝန်ထမ်းရွေးချယ်ခန့်အပ်ရေးကော်မရှင်ကပြီးခဲ့တဲ့အောက်တိုဘာလ25ရက်ရက်စွဲနဲ့ခေါ်ယူနေတာပါအာရခပြည်သူတော်လှန်ရေးအစိုးရရဲ့ဌာနတွင်ဝန်ထမ်းတွေနဲ့ပြင်ပကအရေးအချင်းရှိပြီးစိတ်ပါဝင်စားတဲ့ပုံကိုယ်တွေရှောက်ထားနိုင်တယ်လို့လည်းဖော်ပြထားပါတယ်နီးစက်ရအုပ်ချုပ်ရေးယုံနေမှာဆက်သွဲစုံစမ်းပြီးတော့ နိုဝင်ဘာ22ရက်နေ့အထိနောက်ဆုံးထားလျှောက်ထားရမယ်လို့ဖော်ပြချက်မှာပါရှိပါတယ်လျှောက်ထားမဲ့သူဟာအသက်25နှစ်ကနေ45နှစ်ကြားရှိရမှာဖြစ်ပြီးသက်ဆိုင်ရာနယ်ပယ်မှာအတွေ့အကြုံ၄နှစ်ရှိသူဖြစ်ရမယ်လို့ဆိုထားပါဗျ။လျှောက်လာတဲ့အတူတက္ကသိုလ်အောင်မြင်ပြီးလက်မှတ်ဘွဲလက်မှတ်မိတ်တူနိုင်ငံသားစီစစ်ရေးကပ်ပြားမိတ်တူဌာနတွင်ဝန်ထမ်းတွေအတွက်သက်ဆိုင်ရာယုံဌာနရဲ့ထောက်ခံစာ ခွင့်ပြုစာတွေပါရှိရမယ်လို့ဆိုပါတယ်ရှင်။ ပလဝခရိုင်နဲ့နန်နမိတ်ချင်းထိဆက်နေတဲ့အိန္ဒိယနိုင်ငံ လုံတလိုင်ခရိုင်ကကာကီကျွရွာ၊တွီတင်းကျွရွာနဲ့လုံတင်းကျွရွာတွေမှာအဲ့ဒီယောဂါတွေအစပြုဖြစ်ပွားလာခဲ့တာပါ။ပြင်းထန်ဝမ်းပြည့်ဝမ်းလျှော်ကူးစက်ယောဂါဟာပလဝခရိုင်ရှင်းလဝတိုက်နယ်ကဒေတာကန်တွေနဲ့ကုံတဲစုစုပေါင်းအယောက်300လောက်မှာကူးစက်ခံနေရတယ်လို့အာရခပြည်သူတော်လှန်ရေးအစိုးရရဲ့ကျန်းမာရေးဌာနကနိုဝင်ဘာ12ရက်မှာထုတ်ပြန်ပါတယ်။ အဲ့ဒီတဲကအယောက်30ဟာအတွင်းလူနာအဖြစ်စိတ်ကူတမှုခံယူလိုက်ရတဲ့အတွက်လက်ရှိအချိန်မှာအဲ့ဒီအတွင်းလူနာတွေပြန်တက်တာလာပြီလို့လည်းဖော်ပြထားပါတယ်။နိုဝင်ဘာလအစပိုင်းရက်တွေကနေစတင်ကူးစက်ဖြစ်ပွားနေတဲ့အဲ့ဒီရောဂါကိုအရခပြည်သူ့ကျန်းမာရေးဌာနရဲ့အရေးပေါ်တုံ့ပြန်ရေးစီအဖွဲ့ကနိုဝင်ဘာလ၄ရက်နေ့ကနေစပြီးပလောဝခရိုင်မှာရှိတဲ့ဒေတာအစိုးရအဖွဲ့အစည်းတွေ NGO CSO တွေနဲ့ပူးပေါင်းပြီးစိတ်ကူးတရေးလုပ်ငန်းတွေ ယောဂမပြန့်ပွားအောင်ထိန်းချုပ်ရေးလုပ်ငန်းတွေကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကိုချက်ချင်းတုံ့ပြန်လှုပ်ဆောင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။၂025ခုနှစ်နိုဝင်ဘာလ၄ရက်နေ့ကစပြီးထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့ရာကုဆတ်လူနာအသစ်900ခန့်လုံးအောက်ရော့ဆင်းသွားတာကိုတွေ့ရှိရပြီးကုဆတ်မှုနှုန်းလည်းရော့ကျလာပြီလို့ AA ကဖော်ပြထားပါတယ်ရှင်။ ရတိတ်တောင်မြို့နယ်ကိုးတန်ကောက်မူဆလင်ရွာပြက်အနာကန်ဆက်မှာငါးခိုးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား6ယောက်ပါဆက်လေတစီနဲ့ကိုးတန်ကောက်ရွာနဲ့ချိန်ခါလီရွာကြားကန်ဆက်မှာဆက်ပြက်လို့ကြောက်ချထားတဲ့ငါးခိုးဖမ်းသမား9ယောက်ပါဆက်လေတစီကိုနိုဝင်ဘာ12ရက်နေ့မနက်ပိုင်းမှာအေအေကန်းချေဆောင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကဖမ်းဆီးနိုင်ခဲ့တယ်လို့အေအေနဲ့နီးစပ်သူတယောက်ကပြောပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကငါးဖမ်းသမားတွေဟာရခိုင်ပြည်အထိပိုင်နက်ကျူးလွန်ပြီးတော့ ငါးခိုးဖမ်းမှုအသင့်ရဲလာနေတယ်လို့လည်းဒေတာကန်တယောက်ကနရီစရာကိုပြောပါတယ်လက်ရှိဖမ်းဆီးရမိတဲ့ငါးခိုးဖမ်းသမား73ယောက်ကိုတရားဥပဒေနဲ့အညီဆောင်ရွက်နိုင်ဖို့ထိမ့်သိမ့်စစ်ဆေးနေတယ်လို့သိရပါတယ်ပြီးခဲ့တဲ့အော်တိုဘာလ28ရက်ကနေနိုဝင်ဘာ9ရက်အထိ10ရက်အတွင်းရခိုင်ပင်လယ်ပြင်အတွင်းငါးခိုးဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား78ယောက်ကို AA ကဖမ်းဆီးနိုင်ခဲ့ပါတယ်အဲ့ဒီစစ်တောင်းကစစ်တောင်းမှုအပါ စစ်သား90ယောက်တိတ်ဆုံးပြီးစစ်တုံးပန်း15ယောက်နဲ့လက်နက်ခဲယမ်းတွေတိမ်ပိုက်ရရှိခဲ့တယ်လို့ဒေသတွင်သတင်းတွေကလည်းဆိုထားပါဗျ။စကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ဒူဝင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးဒူဝင် People Defense Force Group ကလည်းတိုက်ပွဲအခြေအနေကိုဓာတ်ပုံဗီဒီယိုတွေနဲ့ထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ12ရက်နေ့နနက်8:50မိနစ်အချိန်ကမ်းဘလူမြို့နယ်ဝက်တိုကျွာစစ်တပ်အထိုင်စခန်းကခင်ဦးမြို့နယ်ဘက်ကိုအကြမ်းဖက်စစ်တပ်က တက်မ33လက်အောက်ခံခလာယာ13လုံးကစစ်ကြောင်းထိုးခဲ့တာလို့သိရပါတယ်။စစ်ကြောင်းကိုကမ့်ဘလူမျိုးနဲ့ရင်းတိုက်ရွာအနီးမှာတော်လန်ရေးတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပြီးတိုက်ပွဲအချိန်45မိနစ်အချိန်ထိကြာမြင့်ခဲ့တာလို့သိရပါတယ်။အဲ့ဒီတိုက်ပွဲမှာကမ့်ဘလူခရိုင်ပကဖကာဘိုးတိုက်နယ်ပကဖကြောက်တိုင်ပကဖရေဦးမျိုးနယ်လက်ယုံပကဖခင်ဦးပကဖ PDF ပလာဖစုဖွဲ့တက်ခွဲ တူဝင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ရှင်။အစောပိုင်းကာလတုန်းကအိန္ဒိယအစိုးရဟာအဲ့ဒီကိစ္စကိုအကြမ်းဖက်တိုက်ခိုက်မှုလို့အတိအကျမတတ်မှတ်သေးပဲစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေကြတာပါ။နိုဝင်ဘာ12ရက်နေ့မှာတော့ဝန်ကြီးချုပ်နာယန္ဒရာမိုဒီရဲ့အစိုးရကဒီဖြစ်ရပ်ဟာအကြမ်းဖက်တိုက်ခိုက်မှုလို့အတည်ပြုပြီးပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းကြေညာခဲ့ပါတယ်။ အိန္ဒိယအစိုးရကိုစန့်ကျင်နေတဲ့အစုအဖွဲ့တွေကအခုလိုမျိုးတရေဘောကြောင့်လည်းလုံရက်ကိုကျူးလွန်ခဲ့တာလို့လည်းကြေညာချက်မှာပါရှိခဲ့ပါတယ်။နိုဝင်ဘာ10ရက်နေ့မနက်ပိုင်းကဒေလီရဲ့အထင်ကရရှိအဆောက်အုံကြီးတစ်ခုဖြစ်တဲ့ခန်တက်နီနာမှာကာဒစီပောက်ကွဲမှုဖြစ်ခဲ့ပြီးလူရှိရောက်ထက်မနေတိတ်ဆုံးက20ကျော်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်ကိုအကြမ်းဖက်ဖြစ်စဉ်အဖြစ်သတ်မှတ်ခဲ့ကြတာပါ။နိုင်ငံအနေနဲ့ဆိုးရုံလာတဲ့အကြမ်းဖက်ဖြစ်ရတဲ့ခုကိုကြုံတွေ့ခဲ့ရတာက ကားတစီးကိုဖောက်ခွဲတဲ့တိုက်ခိုက်မှုကိုအစိုးရစန့်ကျင်ရေးအင်အားစုတွေကလှုပ်ဆောင်ခဲ့တာလို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ကျူးလွန်သူတွေ၊ကြံရပါတွေ၊အထောက်အပံ့ပေးသူတွေအားလုံးကိုဖော်ထုတ်ပြီးအရေးယူနိုင်အောင်ထိထိရရစုံစမ်းစစ်ဆေးဖို့အစိုးရကညွှန်ကြားထားတယ်လို့လည်းဆိုပါတယ်။ဒေလီကပောက်ွယ်မှုဟာကဘာလက်ခရီးသွားတွေကြားလူတိများလေပတ်ကြတဲ့ခန်တက်နီနာက ညီအောက်ယထာဘူရာတခုမှဖြစ်ပွားခဲ့တာဖြစ်ပြီးပောက်ွယ်မှုအပြီးအိန္ဒိယနိုင်ငံအနှံ့ကလူစီကားတဲ့လေပတ်သွားလာရာနေရာတွေမှာ လုံခြုံရေးတရိပ်ပေးချက်တွေကိုတုံ့ပြန်ထုတ်ပြန်ခဲ့ရပါတယ်ရှင်။ဟုတ်လား။ 嗯、里里你开开了了 heures,、啊、元元你你转到过老马了？去拿老马，要拿老那个车拿了，我们去开你们开嘛？试开哪一回拿、right, 了车？哪一回拿了车？讲一就讲的了，我们上面一天在在张着，你们来你们试开。我们试开哪辆车？哪辆车？哪一回拿了车？谁把那我程念了？老马的老马的车啊！哎呀，你念了五辆车，五辆老马，五辆老马。说你们不讲的，那不讲，那三三不阿罗。

路弄好，走。我对你上医院的一块。你你比咱腿子还卡，我拿你要。你快点你。你弄点钱，你上。上。好。那木木子咋的了？那木在群里了，他们查的是那木了。 嗯、一你,你,你那天给我们拉沙，又在哭，你 <noise>、啊。俺后来给啥？再给啥？你看看那是别

明天家要不融个那腊肉叫你融个那腊肉卖，你想怕都？那个从从这是从那个嗯，县县政府门口把我弄到，县政府门口把我弄到。你那个那住在在集中过那怕那拉个呀嘛，在集中过那嘛是搞不到。你那不要，你搞不了的。啊，你那融过那个红烧不晓得不晓得？ 哎，米南你去不萄米南哪个地方搞这么多？我跟你讲，你不会，待会要要和他们两个玩。明年跟那刚去一下不？那你要就看明年。